ကလေးတို့ရေဒီနေ့ဖျက်ပြသွားမယ်ပုံပြင်လေးကားတော့အဝေချင်းနတ်ဆုံးတစ်ပင်လို့ခေါ်တတ်တယ်။တခါတော့ငါလက်ကလေးတကောင်ဟာအိမ်မက်မက်တယ်။အိမ်မက်ထဲမှာထူဆန်းပြီးလျှက်ဝှက်ဆန်းချေတဲ့တစ်ပင်ကြီးတစ်ပင်ကိုတွေ့ခဲ့ရတယ်။တစ်ပင်ကြီးရဲ့အခိုင်အခတ်တွေမှာအရသာရှိလာပါပေတယ်ဆိုတော့တစ်တီးတိုင်းဟာအခိုင်လိုက်အဖြစ်လိုက်ပြီးနေတဲ့ ငပြောစွန်ပလွန်အုံးဖရဲကောက်နန်းကစွန်းဥနနလိမ့်မောစားတဲ့စားစရာတွေစုံပါပဲရှင်တေးကရီမိုးတယ်ဒါကအိမ်မက်တစ်ခုပဲกว่าလို့ပြောတတ်တယ် မဟုတ်ဘူးကွာဒါဟာတကယ်ရှိတယ်ဘွားအကြီးကိုကိုစီကိုငါသွားမယ်ဒီအပင်ဘယ်မှာရှိလဲဆိုတာ तू သိမှာပဲမင်းဟာနေတဲ့အပင်တုံတုံရည်ရည်နဲ့ကွာငါကိုယ်တိုင်သွားမယ်လို့ရှင်တိတ်ကပြောလိုက်တယ်ဒီလိုနဲ့ရှင်တိတ်ဟာတော့အုပ်ထဲမှာနေတဲ့ပညာရှိကဝေမကြီးကိုကိုထံသွားတယ် ရောက်သွားတော့လက်ကလေးရဲ့အိမ်မက်အကြောင်းကိုပြောပြတာပေါ့ဒီတစ်ပင်ကြီးအကြောင်းကတိတကွယ်သူ့နာမည်ကအုံမုံဘိုရူဘုံကဘန်ကူပင်တဲ့နာမည်အော်ခေါ်လိုက်ရင်နတ်ဆုံးတစ်ပင်ကြီးကတစ်သီးတွေချပေးလိုက်မကွယ်အုံမုံဘူရိုဘုံကဘန်ကူပင်ဆိုပါလားဘလို့ရှာရမလဲမမကူကူ တော့အုပ်အလဲမှာရှိတယ်။နာမည်ကိုရာမမိစေအပင်ကိုတွေ့လိမ့်မလေး။နာမည်ကိုရာမမိစေတစ်တီးတွေလွန့်လွတ်ထွေဖွားဤကိုကြီးကိုကိုကတုတ်ကလူလူဖတ်တတ်တယ်။တော်အုပ်ကြီးအလဲကိုတွားပြီးသူ့နာမည်ကိုရွှေ့ရမယ်။တွားနေတော့နောက်ပြန်လဲမချင်းနဲ့မင်းကောင်းသေးကအပင်နာမည်မေ့ပြောက်သွားလိမ့်မယ်။โอ้โหตัวแท้ก็มันห่มเพียงแต่ฉินเตเบ้ห่าไม่เสียหล အုံမုံဘူလိုဘုံကဘန်းကိုပင်တဲ့ချင်းတိတ်ဟာရွတ်ဆိုပြီးပြန်သွားတယ်။အုံမုံဘူလိုဘုံကဘန်းကိုပင်အုံမုံဘူလိုဘုံကဘန်းကိုပင်အုံမုံဘူလိုဘုံကဘန်းကိုပင် အုံမုံဘုံကဘန်းကိုပင်ဝုံအလိုလေးပြပြန်လဲကြည့်မိတော့မောင်ရှင်တိတ်ဟာပရွက်တောင်ပို့ကိုဝန်တိုင်းမိတာပဲခေါင်းထဲကတစ်ပင်နာမဲမိပြောက်တိုးသွားပြီဘုံကအုံမုံဘာညာပင်ဆိုလားရှင်တိတ်ဟာတစ်ပင်နာမဲမိသွားခဲ့ပြီ နောက်ထပ်အလဲကျသူကဆင်ပါတယ်။လက်ကလေးရဲ့မင်းကတိတ်နေတယ်။ဘွားဤကြီးကိုကိုစီကိုငါသွားပြရစေလို့ဆင်ကလေးကပြောတာပေါ့။ဟဲ့ပယောစိတ်တောင်ဖို့ကိုတတိထားလကွာလို့ရှင်လေးကတတိပေးလိုက်တယ်။ဘွားဤကြီးကိုကိုကလည်းထပ်ပြောပြတာပေါ့။ အုံမုံဘိုးအုံမုံဘိုးရူဘုံကဘန်ကိုပင်ကွယ်အနောက်ကိုတော့ပြန်လဲမကြည့်လေးနဲ့စင်ကလေးရဲ့တစ်ပင်နာမယ်မိလိမ့်မယ်ဟုတ်ဟုတ်ဟုတ်တော်သေးကအေယာမစင်မာနောမိစရာလားအုံမုံဘိုးရူဘုံကဘန်ကိုပင်အုံမုံဘိုးရူဘုံကဘန်ကိုပင်စင်ကလေးဟာရွတ်ဖက်ပြီးပြန်သွားလေရဲ့အုံမုံဘိုးရူဘုံကဘန်ကိုပင် ကိုမွန်ဘိုရူပွန်ကဘန်ကိုပင်ကိုမွန်ဘိုရူပွန်ကဘန်ကိုပင်အလိုလေးပျော်စိတ်တောင်ပို့ပါလားကြော်လိုက်အောင်မအောင်မလေးဗျစူးကိုတက်နေမိတာပါလားသူနောက်ပြန်ကြည့်မိလေရဲ့ ဘုံကာရောဘုံအိုးပလာလာလာဘာပင်ပင်ပင်ဆိုလာကဲစင်ကြီးလဲတစ်ပင်နာမယ်မေ့သွားပြီဒီတခါအလဲကြသူကဟိုင်းဤနာတော့ခွေးဖြစ်ပါတယ်ပရွက်စိတ်တောင်ဖို့ကိုတတိသာဟဲ့ခွေးမလေးရေလို့ချင်းတိတ်ကပြောလိုက်တယ်သူ့ကိုလဲမမေ့နဲ့လို့စင်ရတတိပေးပြန်တယ်ဝါရင်ကြီးကိုကိုကထုံးစံအတိုင်းနတ်ဆုံးတစ်ပင်ကြီးနာမည်ကိုပြောပြပြန်တယ် ။ဟာအီနာခွေးမလေးရဲ့နောက်ပြန်ကြည့်ရင်မေ့သွားမယ်လို့လည်းတတိပေးလိုက်တယ်။အိုဟိုဟိုဟာအီနာဆိုတာညံများတဲ့ကောင်မလေးပါဖဖွားရဲ့မေ့စရာလား။အုံမုံဘိုးရူပွန်ကဘန်ကိုပင်လို့ဟိုင်းအင်းနာလေးဟာရွတ်ဖတ်ပြီးပြန်သွားတယ် အမွန်ဘောရူပင္ကာဘန်ကိုပင်အမွန်ဘောရူပင္ကာဘန်ကိုပင်အမွန်ဘောရူပင္ကာဘန်ကိုပင်ပရွာစိတ်တောင်ဖို့ကိုရှောင်းနေစူးကိုကြော်တယ်ဝုံအမလီတော့ရေရေအိုင်ထဲကမခွေးမခေါင်းထဲမှာလဲဗလားပင်ပန်ဘုံဥမိဘုဟဲ့ပင်ဟုတ်ပါဘူးဟာမဟုတ်သေးပါဘူးဒီ ဒီလိုနဲ့ဤမူးမြတ်ထက်သွားလဲမရဘူးတစ်ကလအုပ်လဲဘွားရည်ကြီးပြောတဲ့တစ်ပင်နာမယ်ကိုမမှတ်မိဘူးအဲ့ဒါနဲ့လက်ကလေးကပြောပြီလေကဲငါ့ကိုတွားခွန်ပြုပါတော့ကွာမင်းတွားရင်ဘယ်တော့မှမရောက်တော့ဘူးငါတို့ကတစ်တီးတွေရဖို့တလောက်စောင့်ရမှာလားတရက်တော့ရောက်မှာပါပေါ့ကွာငါကြိုးစားပါမယ်ဒီလူနဲ့လက်ကလေးဟာဘွားရည်ကြီးကိုကိုစီကို ရောက်ဖို့ဖြစ်ဖြစ်ချင်းသွားခဲ့တယ် တရွေရွေနဲ့နေညများစွာသွားခဲ့တဲ့အချိန်တော်ကြတဲ့အခါသူရောက်သွားခဲ့ပါတယ်။ဝါရင်ကြီးကပြောရှာတယ်။ပုံမွန်ဘိုးရိုဘွန်ကဘန်းကူပင်ကွဲ့အနောက်တော့ပြန်လဲမကြည့်လေနဲ့အမောင်လက်ကလေး။ဝါရင်ကြီးကိုကိုရဲ့နေခွေးပြိမဲ့ချူစားပါမယ်။ အုံမုံဘုံဘုံဘုံကဗန်းကိုပင်သူဟာရွတ်ဆိုပြီးတောအုပ်အလေရောက်အောင်နေရာများစွာကိုကျော်ဖြတ်သွားခဲ့တယ်။ပရွယ်စိတ်တောင်ဖို့ကိုကျော်တယ်၊ဆူးကိုလည်းရှောင်တယ်၊ရေအိုင်သေးလည်းမချက်အောင်ဂယူးဆိုင်တယ်၊တခြားအခက်ခဲတွေကိုလည်းတတိထားတယ်တဲ့။အုံမုံဘုံဘုံကဗန်းကိုပင်ဒီလို ့တလုံးလုံးလာလိုက်တာတိုးလေကမြေကွက်လက်ကြီးကိုရောက်လာတဲ့လက်ကလေးကအသက်ပြင်းပြင်းရှူပြီးနှစ်သစ်ပင်ကြီးနာမည်ကိုရွတ်ဖတ်တဲ့အုံမွန်ဘူရူဘုံကဗန်ဂိုးပင်သူနဲ့အတူမိတ်ဆွေတရိတ်ဆန်ပေါင်းစုံကလည်းအော်ဟင်းရွတ်ဆူကြတဲ့ ။ Omumbo rubunga bango ben. Omumbo rubunga bango ben. Omumbo rubunga bango ben. တော့အုပ်အလယ်မှာဒီမခန့်ညာလာပါတဲ့တစ်ပင်ကြီးဟာဝုန်းသို့ပြီးပေါ်ထွန်းလာပါရော့လား။ငါပြောဇွန်ဘလွန်တစ်တော်တရက်ဒူရင်နန်နတ်မြောက်ဥဖရဲစပြစ်လိန်ဘောစားတဲ့အရာတာဆုံးတစ်တီးတွေဟာ တော်တစ်ခုလုံးကတလေးဆန်တွေအပေါ်မိုးရွာတယ်လို့ကြလာလေရဲ့လိုက်ကလေးဟာဒီတက်တီးပုံကြီးအလဲကိုရောက်နေပါပေါ့လားတောအုပ်တစ်ခုလုံးဟာပျော်ရွှင်စွာဆူညာအော်ဟစ်နေကြတဲ့တဲ့ဒူတို့အတွက်စားပွဲကြီးပေါ့ဒီကပြောတယ်ငါတို့စားထားတဲ့တစ်စိတ်တွေကိုနေရ အနံ့သွားပြီးစိုက်ကြဆို ဒီတခါတော့တရိတ်ဆန်းကြီးအကိုမောင်သမားတွေဟာလက်ကလေးကိုမလောင်တော့ဘူးတဲ့တောအုပ်အနံတစ်စိတွေကိုပတ်ကျဲခဲ့ကြတဲ့တဲ့ဒီလိုနဲ့ကာလအတော်ကြာလာတဲ့အခါတစ်တီဝလံအစုံတောအုပ်ကြီးဖြစ်သွားပါတော့တဲ့ကဲဒီနေ့စားနေတဲ့တစ်တီတွေဟာတကယ်တော့နှစ်တစ်ပင်ကြီးတစ်ပင်ကစင်းတက်လာတာပေါ့ဘလို့လဲနာမည်မမိကြလားကလေးတို့ရေ နောက်ထပ်ရှစ်ဆရာကောင်းတဲ့ပုံပြင်တွေနဲ့ပြန်ဆောင်ကြမယ်နော်